မီလာပါညစီခွာစားစားမနှုတ်ဝစ်စားပါရယ်မီလာ6ရက်2025ခုနှစ်အင်္ဂါနေ့အချောင်းမူကကိုရောဒီအချင်းလုံးကိုကဲတင်သောဖျားကြီးဖြစ်တော်မူပြီးကိုရောကိုအစီမျောလင်းလင်းနေပါ၏25ခုမြောက်သောစာလအခန်းကြီးကခေါင်းစိတ်ကအမှုရောက်သောအခါခါရုံးကရန်သူများကိုအောင်းနိုင်၍ဤတရီလာပြည်ကြီးဤရှင်မင်းဖြစ်ခဲ့သောဒါဝိမင်းကြီးခမရတန့်ကြွင်ချင်ရောက်လာလေပင်ပန်းဆရာများကိုကြုံရပါသည် ဒါရောမှာ operation လုံးဤပုံကံမှုကိုခံရ၍ခီးနှံအတွက်ရှူးရည်စရာဖြစ်လာသောအခါမှာတော့25ခုမြောက်သောဆာလံကိုရေးသားဆက်ဆူ၍ဖျားသခင်ကိုတောင်းလျှောက်ခြင်းပြုပါသည်။ဟေပြဲအခရာ22လုံးရှိပါ၏။ဒူအခရာတစ်လုံးလေတပါရအခန်းငယ်တစ်ခုဖြင့်ရေးသား၍အခရာအကုန်22ပါရတနည်းအားဖြင့်အခန်းငယ်22ခန်းဖြင့် ရင်းဖွဲ့တည်ဆူခဲ့ပါသည်ထို့ထဲမှတတမမြောက်အခန်းကြီးကတော့တကယ်ပဲစိတ်လုံရှားစရာအချမ်းဖြစ်ခဲ့ပါသည်ကျွန်ုပ်သည်အသက်အရွယ်ငယ်စဉ်ဖြစ်မှမိသောအဖြစ်တို့ကိုအောင်းမိတော်မူပါနည်းဟုလာပါသည်အင်္ဂလိပ်ဘာသာမှာတော့ remember not the sin of my youth ဟုဖော်ပြပါသည်ငယ်ရွယ်စဉ်ပြုခဲ့သောပြည့်မြောက်ကိုသူကိုယ်တိုင်ကတည်ရနေစေဖြစ်ပါသည်ဥမာအဖြစ်လှပသောဘာသာရှိမှကိုမရမကား းပြီးပိုက်ခဲ့တာမျိုးရှိမှာတော့ရှင်ဘီရင်တမားအနေနဲ့မလုံထိုက်မပြုတ်ထိုက်တော့အမှုဖြစ်ပါ၏။ဖျားခင်ကိုယုံကြည်သူအနေနဲ့ရှင်နေလဲရှောင်ကျင်ရမည့်အကြောင်းဖြစ်တော်လဲစိတ်အလိုကိုလိုက်ကငေသူမို့မတိတတ်ခဲ့ပါဘူး။ဒါဝိမင်းကြီးကနောင်နာစကားကိုပြောပါ၏။သို့တော်လည်းအပြစ်ကအပြစ်ပဲဖြစ်နေသောအခါမှာပြန်လည်ပြီးဆက်ဖို့ရဖျားခင်ကစီရင်လေသလောက်တွင်မိပါပါထို့ကြောင့် လွယ်ကူစွာပြောရလေဖျားခင်ထံသို့ပို့ဆောင်ဆက်ဖတ်သောအမျက်ဖြီမိကတမုံလေးဖြစ်ပါသည်။ညာအကုံလုံးကိုကျွန်ုပ်ထားသားလျက်နေပါ၏။အကျွန်ုပ်ဖျားခင်ကိုရောကိုကုံလုံးသည်ဖြစ်၍ရှက်ကြောက်ခြင်းသို့မရောက်ပါစေနှင့်။အကျွန်ုပ်ရန်သူတို့သည်ကျွန်ုပ်ကိုအောင်၍